ကြည်ကြည်တက်ချမ်းသာတဲ့ဆိုင်ဆိုင်ပိုင်ရှင်တထေးမကိုယူကောင်စိုးမြနန္တာကိုလှလှပပလက်စားချေပြလိုက်တဲ့ဖြိုကြီးအလုံးမဲမိကလာပေါင်းဗမစ်နောင်ကနေချွတ်ဆူလိုက်ပါတယ်ဖြိုကြီးကစိုးမြနန္တာနဲ့ကွာရှင်းပြီးတဲ့နောက်ပိုင်းမှာအချင်းချကြီးတယောက်ထဲသာဖြတ်တန်းနေကြတာဖြစ်ပါတယ်ဒါပေမဲ့လည်းပြီးခဲ့တဲ့နှစ်ကောင်ပိုင်းကစပြီးချစ်သူကောင်မလေးနဲ့ပုံရိပ်တချို့ကိုဆိုရှယ်မီဒီယာပေါ်မှာတင်လာခဲ့တာပေါ့အသက်56နှစ်အရွယ်မှာဒုတိယအိမ်ထောင်ကိုစတင်မှုရွေးချယ်ဆုံးဖြတ်လိုက်တဲ့အတွက်လူသိရှင်ကြားချပြထားခဲ့ပါတယ်ဒါအပြင် ဖြိုကြီးရဲ့ချစ်သူကလှပတဲ့ဆင်းလဲရှိသလိုအရေးချင်းကလည်းပြေ ဆောင်သူတယောက်ဖြစ်နေခဲ့တာပေါ့။ဇုံတဲညစာစားနေတဲ့ပုံရိပ်လေးတွေကိုကြည့်လိုက်ရုံနဲ့ပဲတာမန်လူတန်းစားတဲ့ကမဟုတ်ဖဲတထေးတိုင်ဝမ်တဲကဆိုတော့အရေးကဲခနိုင်တဲ့အနေထားမျိုးဖြစ်ပါတယ်။တကယ်တမ်းမှာတော့ချစ်သူကမလေးကစိန်ဆိုင်ပိုင်ရှင်တထေးမတယောက်ဖြစ်နေခဲ့တာပေါ့။ဒါကြောင့်မို့လဲဖြိုကြီးကဒုတိယချစ်ကိုရုံစားပုံအပ်ဖို့ဆုံးဖြတ်လိုက်ကောင်မလ9ရက်နေ့မှာတရားဝင်လက်ထပ်လိုက်ပြီးဖြစ်ပါတယ်။တရားသူကြီးတွေရဲ့ရှေ့မှာလက်မှတ်ထိုးရုံလေးသာလက်ထပ်လိုက်ပေမဲ့လည်းစိန်ဆိုင်ပန်ရှင်နဲ့လက်ထပ်သွားတဲ့ဖြိုးကြီးဆိုပြီးနမဲကြီးလို့နေတာပေါ့ ဖြိုးကြီးခုလိုလက်ထပြလိုက်တာကတချိန်ကတော်ခဲ့တဲ့ဇနီးဟောင်းဇုံမျက်နန်းတာကိုခြေပြလိုက်နိုင်တယ်လို့လည်းယူဆနေကြတာပေါ့ဇုံမျက်နန်းတာနဲ့ဖြိုးကြီးတို့ရဲ့အချစ်ဇလန်းကပရိသတ်တွေကြမှာတော့ဟိုလီကြောကြောကိုဖြစ်ခဲ့ပူပါတယ်တိတ်ချင်လွန်းလို့မိဘတွေသဘောမတူတဲ့ဇာတဲ့ကယူခဲ့ကြသလိုအိမ်တော်တဲ့ဘဝကိုကြာရှည်အောင်တောင်မဖြတ်တန်းလိုက်ရပဲအမုန်းဆုံးရန်သူတွေဖြစ်သွားခဲ့ကြတာပေါ့တားတယောက်မွေးပြီးတဲ့နောက်ပိုင်းမှာသူတို့နှစ်ယောက်ကြမှာပြဿနာတွေကလည်းကြီးထွားနေခဲ့ပါတယ်ဒါကြောင့်မို့တရားဝင်ကွာရှင်းပြဆဲလိုက်ကြတာပေါ့ကွာရှင်းပြီးတဲ့နောက်ပိုင်းမှာဆုံးမျက်နန်းတာကတော့ဖြိုးကြီးကိုလုံးဝဂရုမစိုက်ဖဲနေနေခဲ့ ဲ့ပါတယ်။ဒါပေမဲ့ဖြိုးကြီးကတော့သူ့စိတ်ထဲမှာအဆိုင်ခဲတွေဖြစ်နေကြတာပေါ့။တချင်းနေရေးသားတဲ့အချိန်မှလည်းမကျင်တဲ့ချက်တချို့ကိုထုတ်ပြောရေးသားတာမျိုးတွေရှိခဲ့ပါတယ်။ စိုးမျက်နှာတာကတော့သူ့အတွက်အချစ်ဆုလို့ယုံကြည်ရတဲ့သို့သူအတွက်သူ့ဘဝရဲ့အောင်မြင်မှုပုံရိပ်တချို့နဲ့တောင်လဲထက်ကလက်ထပ်ပြခဲ့ကြတာပေါ့ဒါကြောင့်မို့လဲဖြိုးကြီးကစိုးမျက်နှာထက်သားတဲ့အမျိုးသမီးကိုယူပြနိုင်နေဆိုပြီးဝမ်းသာနေမှလို့တချို့ကယူဆနေကြပါတယ်ဖြိုးကြီးယူလိုက်တဲ့အမျိုးသမီးကလည်းခေသူတယောက်မဟုတ်တာမို့ခြေချင်းတလို့လဲခြေနိုင်တဲ့အနေထားမှာရှိလို့နေတာပေါ့ဖြိုးကြီးရဲ့လက်ရှိဇနီးကလုပ်ငန်းရှင်တယောက်ဖြစ်ရက်တည်နေတာဖြစ်တယ်လို့စီးပွားရေးကိုလည်းကိုယ်တိုင်ဦးစီးနေတာပေါ့တချို့ကတော့ဖြိုးကြီးကတာဖြစ်သူကိုဖြစ်ထားပြီးအချစ်တင်တဲ့တာပျော်ရွှင်နေတယ်လို့လဲဝေဖန်နေကြပါတ င်းဒါဖြစ်သူမြတ်တော်မောင်ကကွာရှင်းပြီးတဲ့နောက်ပိုင်းမှာသုံးမြတ်နန္တာကသာဆက်လက်ပြီးဆောင်းရှောင်းလုပ်နေတာဖြစ်ပါတယ်မြတ်တော်မောင်အကြောင်းကိုလည်းဖြိုကြီးကတိတ်အေးမဆိုင်လို့တာနေထိုင်နေတာမို့တချို့ကလည်းဝေဖန်ပါတယ်လက်ရှိမှာတော့မြတ်တော်မောင်ကနိုင်ငံသားမှာကြောင်းတက်နေတာဖြစ်ပြီးသုံးမြတ်နန္တာနဲ့သို့သူတို့က တာဖြစ်သူကိုဆောင်ရှောက်ဖို့နိုင်ငံသားကိုပြောင်းရွှေ့ကနေထိုင်နေတာဖြစ်ပါတယ်။ဖြိုးကြီးကအချစ်တဲ့ဘဝတဲတစ်ခုကိုစဖို့အတွက်လမ်းစာပြောလိုက်ပါပြီ။ဇနီးဖြစ်သူနဲ့ချစ်ရိတ်တွေလည်းတန်းကချစ်ဆကျင်နာဆဖြစ်နေတာမို့လိုက်ဖက်တဲ့ဆိုပြီးဂုံယူပေးကြတဲ့သူတွေလည်းရှိပါတယ်။အသက်50နာနီးမှဒုတိယအင်တာကိုစတင်လိုက်တဲ့ဖြိုးကြီးပေါ်ပရိသတ်တို့ရဲ့အမြင်ကလည်းပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ပရိသတ်တို့တင်ဆက်စေခြင်းနဲ့အကြောင်းအရာလေးရှင်းလေခွန်မမပြပြခဲ့ကြပါအောင်နော်။ နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လုပ်ခဲ့ပြီး YouTube channel ကို like and subscribe လေးလုပ်ပေးခဲ့ကြပါဦးနော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။